ကြောင်အမတနာရတယ်တနာရဆိုတော့သူတို့ကအဲ့လိုမျိုးမျက်နှာငယ်လေးတွေနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့အမကိုတွေကြွေးမှသူတို့စားရမှာသူတို့ကတနာဖို့ကောင်းတယ်သူတို့ရဲ့မျက်လုံးလေးတွေကအဲ့လိုမျိုးတခင်လိုချင်တယ်ပေါ့နော်သူတို့လည်းပဲဟိုဟာဖြစ်ချင်မလဲ သခင်ရကျင်တာပေါ့ဒါပေမဲ့တက်နိုင်သမျှပေါ့နော်ဟိုကိုကိုကိုလှုပ်ပေးနိုင်သမျှတော့အမမျက်စိရှိမှမြင်လို့ရှိရင်တော့အမတက်နိုင်သမျှမှလှုပ်ပေးပါတယ်သူတို့အတွက်ကိုကလည်းတွားလို့လမ်းတွားရင်လည်းအဲ့ခွေးပဲမြင်တာအဲ့လိုမျိုးဟိုခွေးလေးတွေဟဲ့ဘာဖြစ်သွားပြန်ပြီလဲသိရမလားဟဲ့ပိမ့်လေးဟဲ့ပိမ့်လိုက်တာဆိုရင်အစင်းပြီးမဟုတ်ကြွေးအဲ့လိုမျိုးတွေပဲ ိတာလို့တာကလေသူတို့ကသူတို့ရဲ့အသွေးသားတွေကနေဖြစ်လာတဲ့စိတ်လေးပေါ့နော်ဒီဟာဟိုတုံတယုံလုပ်လို့ရတဲ့အရာမဟုတ်ဘူးပေါ့နော်သူများကိုတစ်ဖက်သားကိုကူညီပေးရတယ်ဆိုတာကိုယ့်ရဲ့စိတ်ကလည်းဟိုနွန်းနွန်းညံ့ညံ့နဲ့ဖြူဖြူရှင်ရှင်နဲ့ ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတဖက်သားကိုသူတို့ရဲ့စိတ်ရင်းနဲ့ဝိုင်းပြီးတော့ကူညီပေးတဲ့သဘောပေါ့နော်အဲ့ခါကျတော့အမကလည်းလေးစားပါတယ်အဲ့လိုမျိုးလုံနိုင်တဲ့သူတွေပေါ့နော်ကိုကိုလည်းဟိုကိုကတော့အဲ့လောက်ထိတော့ထဲထဲဝင်ဝင်တော့မလုံနိုင်ဘူးပေါ့နော်ဒါပေမဲ့ဒီဒီစိတ်လေးကတော့အရန်လေးစားဖို့ကောင်းပါတယ်အမကဟိုတက်နိုင်တဲ့လောက်ပေါ့နော်တက်နိုင်တဲ့လောက်ဆိုအမကဟိုမျိုးအမြဲတမ်းကားပေါ်မှာအဲ့ဒီအစာကြောက်အိပ်ပါတယ်လမ်းမှာတွေ့တဲ့ခွေးလေးမှန်တမျှအမကျွေးတယ်လမ်းကခွေးလေးတွေကိုအမကျွေးတယ် ဟိုတကယ်တကယ်အမအားတဲ့နေလေးတွေနည်းနည်းအမအတွက်နည်းနည်းဟိုဟာဖြစ်တဲ့နေလေးတွေဆိုလို့ရှိရင်တော့အမတေချာချက်ပြီးတော့ကျွေးတယ်ပေါ့နော်အများတန်းကြီးတော့အမချက်ပြီးတော့မကျွေးနိုင်ဘူးမကျွေးနိုင်ပေမဲ့နေ့စဉ်နေ့တိုင်းကတော့အမအဲ့ဒီကိုအစာကြောက်ကတော့အမအမြဲတမ်းကျွေးဖြစ်ပါတယ်ဟုတ်ဒါကတော့အမအတွက်အဲကုတူလေးပေါ့လေကိုကိုကိုနောက်ဟိုအတွက်ကုတူလေးရအောင် လန်းကလေးတွေကြောင့်အမတနာရတယ်တနာရဆိုတော့သူတို့ကအဲ့လိုမျိုးမျက်နှာငယ်လေးတွေနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့အမကိုတွေကျွေးမှသူတို့စားရမှာလမ်းမှာ၁၀ရောက်ရှိတယ်ဆိုလို့ရှိရင်တော့မှအနည်းဆုံးတော့၄၅ရောက်လောက်ကတော့တနာပြီးတော့သူတို့ကျွေးရလေအဲ့လိုမျိုးဆိုတော့ဘာပဲဖြစ်ဖြစ်ဟိုတက်နိုင်တမျှကျွေးတဲ့ဟာလေးတွေရလဲကုတူလေးတွေသူတို့ကျွေးတဲ့လူတွေလည်းကုတူအလှကန်း ပုံကူနဲ့ဟိုလိုမျိုးပေါ့ဟုတ်သူတို့ကတနာဖို့ကောင်းတယ်သူတို့ရဲ့မျက်လုံးလေးတွေကအဲ့လိုမျိုးတခင်လိုချင်တယ်ပေါ့နော်သူတို့လည်းပဲဟိုဟာဖြစ်ချင်မလဲအာတခင်ရချင်တာပေါ့ဒါပေမဲ့တက်နိုင်သမျှပေါ့နော်ဟိုကိုကိုကိုလှုပ်ပေးနိုင်သမျှတော့အမမျက်စိရှိမှမြင်လို့ရှိရင်တော့အမတက်နိုင်သမျှအမလှုပ်ပေးပါတယ်သူတို့အတွက်ဟိုပါဖြစ်ချင်တာလေးတွေပေါ့နော်ကြွေးချင်တာရှိလို့ရှိရင်သူတို့အမျိုးတခါလေးအကင်ဆိုင်တို့ပါလို့လူမျိုးမျောနေရလေးရှိရဲ့ အဲမနေနိုင်ဘူးလေကိုရီးယားအဲ့လိုမျိုးကြွေးတယ်ဝန်တူကအမအဲသူငငယ်ငယ်လေးတဲကသူငငယ်ငယ်လေးဆိုလာသားလောက်လေးပဲရှိပါအောင်မယ်သူလာသားလောက်လမ်းမှာအဲ့လိုမျိုးတွေးဝင်းဖြစ်နေတဲ့ဟာတွေးဝင်းဖြစ်နေတဲ့ဟာကိုအမကောက်ပြီးတော့ကားပေါ်တင်ပြီးနှစ်ကောင်နှစ်ကောင်ကောက်တာသူတကောင်ရှင်တယ်ပေါ့ဟုတ်အခုဆိုရင်6နှစ်လောက်ရှိပြီနောက်ထပ်မွေးရအောင်လားအဲမွေးတော့တော်ပြီဒါပေမဲ့ဟိုကိုမျက်စိရှိမှတော့မမြင်လာနဲ့ပေါ့ဟိုတတ်နိုင်ဆုံးတော့ဟိုမမွေးချင်ဘူး ရှိတဲ့တကောင်စုတကောင်ဝဲလေကိုကအဲ့လိုမျိုးခယူးဆိုင်ချင်တယ်ဒါမှဆိုအချက်တွေအများအများအများဆိုတော့သူတို့တွေလည်းလူရတယ်လေအချက်လူရတယ်ခလေးရံဖြစ်ကြအဲ့လိုမျိုးတယောက်တစ်မျိုးပါမချစ်တဲ့လူကတော့မချစ်ကိုမချစ်ဘူးလေဒါပေမဲ့သူတို့အရင်တုန်းကလည်းသူတို့အဲဒီခွေးလေးတွေနဲ့ပတ်သက်ပြီးဒီခလေးတွေနဲ့ပတ်သက်ပြီးတော့တခုခုဖြစ်ဖြစ်ခဲ့လို့တချို့ကြတော့လဲကြိုက်ခံရတာတို့ဘာတို့ပေါ့เนาะအဲ့လိုမျိုးတွေရှိရယ်နည်းနည်း ဖတ်လိုက်တာတို့အဲ့အဲ့ဟာတွေနဲ့တို့ကကြီးလာတဲ့ခါကျတော့ကြောက်ပြီးတော့ဒီဟာကိုမချစ်တာတွေလည်းရှိရပါတော့ဒါပေမဲ့လူမြန်မာလူမျိုးကတော့တို့ကတနာတော့တနာတတ်တယ်ဒါပေမဲ့တို့မချစ်ဘူးအဲ့လိုမျိုးကိုကလည်းတွားလို့လမ်းတွားရင်လည်းအဲ့ခွေးပဲမြင်တာအဲ့လိုမျိုးဟိုခွေးလေးတွေဟဲ့ဘာဖြစ်သွားပြန်ပြီလဲသိရမလားဟဲ့ပိမိန်လေးဟဲ့ပိန်လိုက်တာဆိုအစင်းပြီးမဟုတ်ကြွေးအဲ့လိုမျိုးတွေပဲငါပုံရိပ်ချနင့်ကိုလှူတဲ့အလှူငွေတွေ ဲ့ဒီအလှငွေတွေနင့်ဘမအတုံးချလိုက်လို့အာစုံမက်မှာဒေါ်အီဖြူနေနေပေါ့နော်ဒေါ်အီဖြူကာရိုက်တာကကြတော့အာသူတို့မိသားစုကလင်မြန်းယောက်ကအေးချမ်းချမ်းနဲ့အဲ့လိုမျိုးဟိုပရာဟိတလေးလောက်ပြီးတော့သူတို့သူတို့ဘွားကိုဖြတ်တန်းနေပေါ့ယောက်ျားလည်းဆေးရုံပိုင်ရှင်ပေါ့အဲ့လိုမျိုးစီးပွားရေးလေးလောက်ပြီးတော့သူတို့မိသားစုဘွားဖြတ်တန်းကြတာပေါ့ ဒီကားထဲမှာကြာသူကနည်းနည်းအလှပလေးလိမ့်ရဲပေါ့နော်ဖိလိမ့်ရဲဆိုတော့အဲ့ဒီကာရိုက်တာနဲ့ညီမျှတဲ့ပုံစံမျိုးလေးပေါ့လောက်ရတာပေါ့အဲမလိမ့်ရဲဟာကြာတော့ပိုကြိုက်တာပေါ့ကိုအတွက်ကတော့ဒီလိုမျိုးဟိုတဘာဝဆန်ဆန်နေရတာကိုပိုကြိုက်တယ်ဒါပေမဲ့ဟိုကာရိုက်တာနဲ့အညီလှပပြင်ရမယ်ဆိုလို့ရှိရင်တော့လည်းပြင်ရတာပေါ့နင့်ကေကကလေးတွေတချို့မှာလေး တရားဝင်မိဘမဲ့ပါဆိုရအကြောင်းပြချက်ခိုင်ခိုင်လုံလုံလုံးဝမရှိသေးဘူးနော်အပြင်သွားလို့ရှိရင်ကွယ်မျက်နှာပြောင်ဟို skin care လိမ့်ပြီးတော့ဒီတိုင်းမျက်နှာပြောင်နဲ့သွားရတာပိုကြိုက်အနေခန့်ကြီးလေးဆိုပညာနဲ့ပေါ့အဲ့အဲ့မျိုးဆိုမှအမြဲတမ်းသွားပြစ်တာပေါ့အဲစကားလေးအဲ့လာဖို့ပြဖို့တော့ရှိသေးတယ်အဲခုနှစ်နေလားမသိသူတို့ဟိုကတစ္ဆာပြင်စီမှာတော့နည်းနည်းတော့ပါတယ်အဲ့မှာတိတ်အစင်းအများကြီးတော့မဟုတ်ပါဘူးနည်းနည်းပါတယ်ဟုတ် တခြားကားလေးတွေလည်းရှိရဟုတ်အဲသူဒါရိုက်တာတွေချပေးတဲ့ပုံမှာပေါ့နော်ကိုနဲ့အန်ဂိုက်လို့ဖြစ်ပါလိမ့်မယ်ဟုတ်အစောကစားရလို့ဟုတ်အစောကစားအစောအစောအခုဆိုလည်းတွေ့ရင်လည်းအစောပဲတည်ရလေဟုတ်ကိုချင်တဲ့ဗီဒီယိုလေးပြန်ပြန်တက်လာတာဟုတ်တယ်ဟုတ်တယ်အဲ့ဒါလေးပြန်ပြန်တက်လာတော့ဘာဖြစ်ဖြစ်ကိုတွေ့အားရှိရပါတော့ဟိုပြိတ်သက်ကလည်းကိုကိုချစ်ပေးတဲ့အတွက်ကြောင့်မို့ဟုတ်အာပြိတ်သက်ကြီးပေါ့နော်အခုကျမအာဒီစကားအတွက်ကော ဒီခွေးလေးတွေလမ်းမရခွေးလေးတွေအတွက်ကောဖြည့်သွားတဲ့အထဲမှာပေါ့ကျမပြောတဲ့စကားတွေထဲမှာအမှားပါတာရှိလို့ရှိရင်နားလည်ခွင့်လွတ်ပေးပါချစ်တဲ့စိတ်လေးနဲ့နားနားလည်ခွင့်လွတ်ပေးပါလို့ကျမပြောချင်ပါတယ်အာကျမရဲ့စကားလေးတွေဇလန်းတွဲလေးတွေထွက်လာလို့ရှိရင်လည်းပြည့်တက်ကြီးကကျမကိုအပိတ်ကြပါအောင်လို့ကျေးဇူးများတင်ပါတယ်